ဘယ်မှာတော့တင်းနေတာကြားလားဗျအေးကြားပါလေမာကြီးပြန်လျှောက်ပါဦးနမလေးနဲ့အသက်လေးနဲ့ဘယ်ကနေတပည့်တော်နာမည်ဆိုတော့ပြန်လျှောက်ပေးပါတပည့်တော်နာမည်ဒေါ်တင်းတင်းမြင့်ပါဗျာအသက်ကတော့62နှစ်ပါဗျာကြောင်ပြောင်းနေပြီးတော့လျှောက်ပါတယ်ဗျာတဘာဝငါမျိုးကွန်ပျူတာဗျာဒီကွန်ပျူတာကိုအားထုတ်နေတာတပည့်တော်17လနတ်တာစခန်းအရာရာ6လရှိပါပြီဗျာ ဆောက်လာရှိပါခင်ဗျာတဘာဝငါမျိုးကမ္ဘာထဲမှာတူညီတာပါရှိလေတရားစားပါမယ်ခင်ဗျာတူညီတာတူညီတာပါရှိလေဆိုတော့မမြဲတာပဲတူပါခင်ဗျာကျန်တာတွေကတခုမှမတူညီပါဘူးခင်ဗျာခြေမြေလေးပြီးတက်ကြီးလေးပါကလည်းမတူညီပါဘူးခင်ဗျာပူလာရှိရင်အေးတာပရဝီတေသောအဝဝါရောဓာလေးပါကလည်းမတူပါဘူးခင်ဗျာပူလာရှိရင်အေးတာရှိမယ်ထောက်ခံတာရှိရင်ပူလာရှိရင်အေးတာရှိမယ်မာတာရှိရင်ပြောတာမာတာရှိရင်ပြောတာရှိမယ်ထောက်ဟို လှုပ်ရှားတာရှိတယ်။တွန်းကန်တာရှိတယ်။တွန်းကန်တာရှိရင်ထောက်ခံတာရှိတယ်။ဟိုကရိုးစည်းတာရှိရင်ဖွဲ့စည်းတာရှိတယ်။မတူညီပါဘူးဗျာ။မတူညီပါဘူးဗျာ။ခေါင်းကစပင်းနေရာလည်းမတူညီပါဘူးဗျာ။ဖြူတာဖြူတဲ့နေရာရှိတယ်၊မဲတဲ့နေရာရှိတယ်၊ပါတဲ့နေရာရှိတယ်၊ထူတဲ့နေရာရှိတယ်မတူညီပါဘူးဗျာ။မြေလုံးကလည်းတစ်ဖက်နဲ့တစ်ဖက်နဲ့မတူပါဘူးဗျာပါဝါတွေမတူပါဘူးဗျာတို့ကနားနဲ့နှာခေါင်းနဲ့လည်းမတူပါဘူးဗျာ နားနဲ့နှာခေါင်းနဲ့လည်းမတူပါဘူးဗျာဟိုကိုရင်းအင်ကလည်းကြောက်ကက်ကလေးစားအသေးနှလုံးကြောက်ကက်တို့ကလည်းတခုမှမတူညီပါဘူးဗျာလှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တွေကလည်းတခုမှမတူညီပါဘူးဗျာတခုမှမတူညီပါဘူးဗျာပြင်းတော့တာတတိတရှိတဘတ်မဲ့ဘာဝမှလည်းတင်နေရတဲ့ကြီးတွေငယ်တွေအသေးသေးတဲ့ပြင်ရှိတယ်အပွင့်ပွင့်တဲ့ပြင်ရှိတယ်ပန်းပင်တွေရှိတယ် အပင်သေးသေးလေးတွေရှိတယ်အပင်အပင်တွေကလည်းတခုမှလည်းမတူညီပါဘူးခင်ဗျာလူတွေကိုကြည့်လို့ရှိလို့ရှိရင်လည်းတယောက်နဲ့တယောက်တွေကလည်းစိတ်ချင်းလည်းမတူရုပ်ချင်းလည်းမတူတခုမှအောင်မတူညီပါဘူးခင်ဗျာမတူညီတာကသဘာဝပါခင်ဗျာအကြောင်းကျိုးသဘာဝအကြောင်းကျိုးသဘာဝမှာဆိုလို့ရှိရင်လည်းလူတွေကအသက်ကြီးလာတဲ့ခါကျရင်ယောဂတွေဝင်လာတဲ့မျက်စိတွေမှုန်လာတဲ့အကြောင်းအသက်ကြီးလာတဲ့အကြောင်းအကြောင်းမျက်စိမှုန်လာတဲ့အကျိုးဖြစ်လာပါတယ်ခင်ဗျာအသက်ကြီးလာတဲ့အကြောင်းအကြောင်းတွေးလို့တဲ့ အကျိုးဖြစ်ပါတယ်ငန်းနေစားတဲ့အခါမှာငန်းနေစားများတဲ့အကြောင်းကြောင့်သွေးထိုးတတ်တဲ့အကျိုးဖြစ်ပါတယ်ခင်ဗျာသွေးထိုးတတ်တဲ့အကျိုးဖြစ်ပါတယ်ခင်ဗျာနောက်ပြတော့ဗောလဲဒီတော့ပြောပြပါအောင်နောက်ပါဆရာလောက်တာကြာတော့မီးဟာဗောလဲသွေးထိုးတတ်တဲ့အကျိုးဖြစ်ပါတယ်ခင်ဗျာအကြောင်းကျိုးနောက်တပည့်တော်ကတပည့်တော် YouTube ကနေပြီးတော့ရိယာမန်နိုင် ဟိုတရားကိုနာမိပါတယ်ဖခင်အရိယာမန္တန်တရားနာမိတဲ့အခါကျတော့တပည့်တော်အရိယာမန္တန်ဟိုအရိယာမန္တန်တရားကိုတရားကိုနာပြီးတဲ့အကြောင်းကြောင့်အရိယာမန္တန်တရားစကံကိုဝင်ပြီးပါတယ်ဖခင်အရိယာမန္တန်တရားစကံကိုဝင်ပြီးတဲ့ဝင်ပြီးတဲ့အကျိုးရပါတယ်ဗျာ။ဝီအာမန်နဲ့တရားစကံဝင်ပြီးတဲ့အကြောင်းအကြောင်းတပည့်တော်ကအေဂျင့်နဲ့အကျိုးရပါတယ်ဗျာ။တပည့်တော်အေဂျင့်နဲ့အကျိုးရတဲ့ခါကျတော့တပည့်တော်ရဲ့မိတ်ဆွေတွေကလည်းတရားမန်တရားမန်နဲ့တရားကိုဝင်ပြအောင်တိုက်ဝင်ပြတဲ့အကြောင်းပြောတဲ့ခါမှာတပည့်မိတ်ဆွေတွေကလည်း အရိယာမန်နဲ့တရားစခန်းဝင်ပြည့်တဲ့အကျိုးရပါတယ်ဗျာအရိယာမန်နဲ့တရားစခန်းကိုတပည့်တော်ရဲ့မိတ်ဆွေတွေကဝင်ပြည့်တဲ့အခါကျတော့သူတို့လည်းအေဂျင့်နဲ့အကျိုးကိုရတယ်လို့တပည့်တော်ပြန်ကြရပါတယ်ဗျာအကြောင်းကျိုးကလောကမှာအကြောင်းမဲ့တာဘာမှမရှိပါဘူးဗျာလောကကြီးတစ်ခုလုံးကအကြောင်းကျိုးအကြောင်းကျိုးနဲ့တာဆက်ဆက်ပြီးတော့လဲပတ်နေတဲ့တဘာဝတရားကြီးပါဗျာအကြောင်းကျိုးအကြောင်းကောင်းတဲ့အခါမှာအကျိုးကောင်းရပြီးတော့အကြောင်းမကောင်းတဲ့အခါမှာအကျိုးကောင်းအကျိုးမကောင်းပါဘူးဗျာအကြောင်းကျိုးမဲ့ပြီးတော့လဲဘာမှမရှိတဲ့တဘာဝတရားကြီးပါဗျာ ဒါကြောင့်ဗီဇတဘာဝဗီဇတဘာဝမှာဆိုလို့ရှိရင်လေဟိုကလေးကလေးဗီဇလူကြီးဗီဇယောက်ျားလေးဗီဇမိန်းကလေးဗီဇအဖိုးကြီးဗီဇဖွားကြီးဗီဇမျိုးမျိုးရှိပါတယ်ဗျာဗီဇမှာဟိုမှုန်မမမိသားစုအားမွေးတယ်ဘုရားဘာသာမိသားစုအားမွေးတယ်ဝိပဿနာတရားအားထုတ်တဲ့မိသားစုအားမွေးတယ်တာသမီးတွေဗီဇအားဗီဇတော့ပါတယ် တဲ့တော့ပြရလဲမွေးလို့ရှိရင်လေသူတို့ရဲ့ဘာသာတရားကိုပဲအားထုတ်ပါတယ်ဗျာဗီဇသဘာဝရပါတယ်ဗျာဦးရင်ပြောတာလူလူကလူတက်တဲ့လူနဲ့ဗီဇသဘာဝနဲ့ကင်းတာဘာရှိလဲလိုက်ရှာတာနော်လိုက်ရှာတယ်ရှာရောရှာလားဗီဇသဘာဝတရားနဲ့ကင်းတာဘာရှိလဲလို့ရှာခိုင်းတာအကမထန်းကိုအရင်သိအောင်ရန်လုပ်လေဗီဇမှတ်ပါဗီဇသဘာဝနဲ့ကင်းတာဘာမှမရှိပါဘူးဗျာဗီဇသဘာဝဟိုလူနာဘီပဒ ရကလေးရလေးအဲ့ဟိုဗီဇတဘာဝပါလာပါတယ်ဗျာကြာဗီဇတဘာဝပါလာပါတယ်ဗျာနောက်ကကြာတော့ဟိုဘယ်တော့တေးချမ်းမတေးချမ်းမဟိုပါလေတေးရဒီကအပ္ပန္နတေးရတေးရဒီကဟင်း အရန်ရတာရှိတယ်ဗျာဒါပေမဲ့ဒီတီးကိုဒီဗီဇာကိုဖျက်ချင်တဲ့ခါကျတော့ဘေးကနေပြီးတော့ဒီခါတဲ့ဟိုရင်ဇီးပြူဖန်ကဂွေးတော့စားတဲ့အသီးတွေဝန်းရံပြီးတော့စိုက်တဲ့ခါကျတော့ဂျာတော့ဗီဇာကပြတ်သွားပြီးတော့ဒီဂျာတာရှိတာလည်းပြတ်သွားတဲ့သဘောရှိပါတယ်ဗျာကောင်းတဲ့သူနဲ့ပေါင်းလို့ရှိရင်ကောင်းတဲ့အကျိုးရပြီးတော့ဗီဇာရပြီးတော့မကောင်းတဲ့သူနဲ့ပေါင်းတဲ့ခါကျတော့မကောင်းတဲ့ဗီဇာတဘာဝရပါတယ်ဗျာမကင်းတာမရှိပါဘူးဗျာဗီဇာတဘာဝကင်းတဲ့လူမရှိပါဘူးဗျာတပည့်တော်တငယ်ချင်းတယောက်က လာတဲ့ခါကျအများရန်လက်ဆောင်လေးယူလာပါတယ်ပြ။နှစ်ပေါင်းများစွာကြာတဲ့ခါကျတော့သူ့ရဲ့ဗီဇာကတပည့်တော်မှလည်းသူ့လိုပဲစိတ်ထဲမှာလက်ဆောင်လေးပေးတတ်တဲ့အကျင့်လေးတွေဗီဇာလေးတွေကူးဆက်လာကောင်းတဲ့ဗီဇာလေးတွေရလာပါတယ်ခင်ဗျာ။ဒီမကောင်းတဲ့လူနဲ့ပေါင်းတဲ့ခါကျတော့မကောင်းတဲ့ဗီဇာသူကူးဆက်တယ်လို့ကောင်းတဲ့လူနဲ့ပေါင်းတဲ့ခါကျတော့ကောင်းတဲ့ဗီဇာလေးတွေလည်းကူးဆက်လာပါတယ်ခင်ဗျာ။အဲဗီဇာတဘာဝပါခင်ဗျာ။ဟောကျတော့နေတဘာဝနဲ့กินတာပါရှိလဲဆိုတဘာဝနဲ့กินတာဘာမှမရှိပါဘူးဗျာ။ရေရလည်းတဘာဝ၊မီးရလည်းတဘာဝ၊မီးရလည်းတဘာဝ၊လေရလည်းတဘာဝပါခင်ဗျာ။ ွားတာလေးရလဲတဘာဝစားတာလေးရလဲတဘာဝနေတာလေးရလဲတဘာဝထိတ်နေတာလေးရလဲတဘာဝနိုးလာတာလေးရလဲတဘာဝပါဗျာတဘာဝနဲ့ကင်းတဲ့အရာဘာမှမရှိပါဘူးဗျာလောကမှာတဘာဝတရားကြီးရတဘာဝတရားကြီးပဲရှိပါတယ်ဗျာအဲကြောင့်မတရားတာပါရှိလဲဆိုမတရားတာဆိုလောကမှာမတရားတာလဲတရားတာမရှိပါဘူးဗျာအကုန်လုံးကတရားနေပါဗျာယောက်ျားရှိရင်မိန်းမရှိမယ်ယောက်ျားရှိရင်မိန်းမရှိမယ်နေရှိရင်ညာရှိမယ်လာပြည့်ရှိရင်လာွယ်ရှိလာပြည့်ရှိရင်လာွယ်ရှိမယ်မနေ့ အာယုံကြည့်လို့ရှိရင်ညနေဒီစီးစာဆိုတာရှိရယ်ရှိပါတယ်ဗျာလူပူလိုက်တဲ့ရာသီနွေရာသီရှိလို့ရှိရင်လည်းမိုးရာသီရှိပါတယ်ဗျာစောင်းရာသီရှိပါတယ်ဗျာတူညီတာတရားတာဘာမှမရှိပါဘူးအကောလုံးကတရားပါတယ်ဗျာနောက်လော်ဂီလိုရလဲကိုကြိုက်တာကိုလို့တဲ့ခါကျတော့ကိုလို့တာပဲကိုရပါတယ်ဗျာဟိုမတရားတာဘာမှမရှိပါဘူးဗျာ တပည့်တော်အဲ့လိုမျိုးပထမအောင်ဆုံးအဲရာကစားပထမအောင်ဆုံးတရားပေးတဲ့ရက်ခါကြတော့တပည့်တော်အာယုံ6ပါးရှောက်ပြီးတော့တော်တော်လေးပျော်နော်ဒီသွားငါးမျိုးကမှတ်လို့တိတ်မရဘူးဗျာနောက်တစ်လောက်ကြာတော့တပည့်တော်သွားငါးမျိုးတော်တော်လေးမှတ်လာတယ်သွားရင်းနဲ့လည်းမှတ်တယ်လာရင်းနဲ့လည်းမှတ်တယ်မှတ်ပြီးမဲ့လည်းဟိုအာယုံ6ပါးနဲ့တပောင်းငါးမျိုးနဲ့ရောရောနေတယ်ဗျာနောက်ကြတော့တပည့်တော်3လောက်လောက်နေတော့တပည့်တော်ဒီ online scan ဝင်တယ်ဗျာလူသင် scan မှာဝင်တဲ့အခါကျတော့ဒီသဘာဝတွေကိုသဘာဝတွေကိုတပည့်တော်ကြည့်တယ်ဗျာ အော်တဘာဝတဘာဝတရားကြီးမှာဒီရင်းနေလေးမိဓာတ်ကြီးလေးပါနဲ့ပေါင်းဆက်ထားတဲ့တဘာဝတရားဒီတဘာဝတရားကြီးကမျက်စိသမီးလျှက်တဲ့မှာရုပ်ပြီးပလေငါတော့နန်းကလေးတသိပ်ပြက်နေပြက်နေတဲ့အတွက်မို့လို့ဆွဲမြာပယ်မြာတဲ့အနတ်တရားပါလားစားနေရတဲ့တဘာဝစားနေတဲ့တဘာဝဒီတက်ရှိရတဲ့တဘာဝတက်မဲ့ရတဲ့တဘာဝတပည့်တော့အဲ့ဒါကိုတင်းတင်းလန်းလန်းမှတ်အနေနဲ့စိတ်ထဲမှာတစ်ချက်ကဘာဘာမှ လည်းမပိုင်ပါဘာမှလည်းအဓိပ္ပာယ်မရှိပါလားဆိုအဲ့ဒီကဒုတိယဒုတိယမြောင်းနေလို့သုံးလမြောက်ပေါ့အဲ့ဒီကတော့တနေ့ကအဲ့ဒီကြည့်မပြောဘူးဗျာနေရတာမပိုင်တော့အိမ်ကိုကြည့်ရင်ရှုပ်တော့မပိုင်ဘာမှလည်းမပိုင်ကိုကိုလည်းမပိုင်ဆိုတနေ့ကမလန်းဗျာအဲ့ဒါနေလိုက်အနောက်နေ့ကျတော့စိတ်ထဲကလည်းတိလာလေးဝှချင်လိုက်တာလို့စိတ်ကဖြစ်တယ်ဒီရနဲ့ကင်းကင်းပြက်ပြက်ကြီးနေကျင်တော့တယ်မပိုင်တာမှသိတဲ့ခါကျတော့အဲ့ဒါနဲ့နေလိုက်တော့နောက်တစ်လနှစ်လလောက်တခါကြာတယ်ဗျာ ကြတော့တပည့်တော်မှာကလည်းဒီလက်အစစ်ကိုက်ဟိုပခုံးစစ်ခဲတဲ့ဥစားက၈လလောက်ရှိပြီဗျာပြီးတော့တရားမှတ်တိုင်းအဲ့ကောင်အများနဲ့မှတ်ကြတယ်ဗျအဲ့လိုမှတ်တဲ့အခါကျတော့အဲ့ပခုံးအဲ့နေရာလည်းလျှောင်းရှုအဲ့တော့အဲ့မပြောတဲ့အခါကျတော့တပည့်တော်လျှောင်းရှုရှုတယ်ဗျရှုတဲ့အချိန်မှာဒီပခုံးစစ်မှာအဲ့နာမခံနိုင်အောင်ကြိုက်တော့တပည့်တော်ကဩဒါကလည်းတဘာဝပဲသူ့ရဲ့တဘာဝဖြစ်ချိန်တန်လို့ဖြစ်ပြည့်ချိန်တန်လို့ပြည့်မပိုင်တဲ့ဓာတ်ကြီးလေးပါတဘာဝယုတ်ကလေးတသိ လူကလေးငါတော့နန်းကလေးတသိန်းလက်ပြည့်တတွမှာဖြစ်နေတဲ့တရားပါလားသူ့သဘောနဲ့သဘာဝပါလားသူ့ရဲ့သဘာဝပယ်လို့လည်းမရဆွဲလို့လည်းမရတဲ့သဘာဝပါလားဒါတော့အဲ့လိုပဲလှည့်မှန်တာဗျာမှန်နေနေတူကအဲ့နာတဲ့နေရာလေးကတလမနဲ့တကွဲပက်လေတော့အကွင်းလေးဗျာမဲမဲလေးတွေဖြစ်ဖြစ်သူလေးလည်းစက်နေတယ်ဗျာအဲ့ဒါလေးကပြုတ်ဆိုပြုတ်ပြုတ်ကြအောင်ပြုတ်ကြသွားပြီးတော့အဲ့နာတဲ့နေလက်ကမနာပဲနဲ့အဲ့ဒီနေရာအဲ့ပြုတ်ကြတဲ့နေရာလေးကနာနေတယ်ဗျာအဲ့တော့နာတော့အဲ့ဒါကိုကြည့်ပြီးတော့ အော်အော်လို့သူ့သဘောတဘာဝပဲဒါမပိုင်တာသူ့သဘောတဘာဝပါလားဒါဒါသူ့တဘာဝအတိုင်းဖြစ်နေတာပဲပြည့်နေတာပဲဘာမှမဆိုင်တဲ့တဘာဝကြီးတရားယူရလားတပည့်တော်တဘာဝအောင်ပဲထားဒါဦးဆောင်မဲ့တော့ပြီးသွားတယ်ဗျာအဲ့ဒါနဲ့ထားလိုက်တယ်အာနောက်ရကြတော့တပည့်တော်လုံခဲ့တဲ့ဒါ3လပိုင်း25 26လောက်ပါဗျာပြောတော့လမ်းလျှောက်တပည့်တော်အားတဲ့အချိန်နဲ့သုထပြီးလျှောက်တယ် အဲ့လိုမနေ့တိုင်းရှင်းဖြစ်တဲ့အခါမှာတဘာဝတရားကြီးကိုအမြဲတမ်းမှတ်။ဟောမြင်နေရတာလည်းတဘာဝ၊သွားနေတာလည်းတဘာဝ၊တွေ့နေရတာလည်းတဘာဝ၊ကြားလိုက်ရတာလည်းတဘာဝ။ဒါတွေကဆွဲလို့မရပယ်လို့မရတဲ့အနတ္တတရားကြီးပါလားဆိုတော့လူတွေကိုကြည့်လိုက်လေတရားအောင်မှမတူလူတွေအများကြီးအဲ့လူတွေချင်းချင်းနေဒီလူတွေကတဘာဝကြီးပါလားဆိုလူရယ်လို့မဟုတ်တော့တဘာဝတရားကြီးကသွားနေလာနေတယ်။မြင်တဲ့လူကလည်းတဘာဝသွားနေလာတယ်အဲ့ဒါလည်းတဘာဝအဲ့လိုပဲတပည့်တော်မြင်တယ်ဗျ။မြင်တဲ့တပည့်တော်အဲ့စိတ်ကလေးရှော့ပြီးတော့တပည့်တော် ပြန်လာတယ်ပြန်လာတဲ့ခါကျတော့တကယ်တော့ဒီဒီဘက်ကြောက်ကြောက်တကယ်လည်းလေးကိုငုတ်ကြည့်ပြီးတော့ရှောက်မြင်အခုခုနလိုပဲအဲဒီတဘာဝနဲ့ကင်းတာဘာရှိလဲဆိုတော့အဲ့ဒီတရားမှာတကယ်တော့တော်တော်လေးကိုတော်တော်လေးကိုစိုးစိုးလေးနဲ့မှတ်ကင်းတာဘာရှိလဲဆိုတော့အော်ဒီလမ်းရရင်းမြေလေးဓာကြီးလေးပါနဲ့တိဆောက်ထားတဲ့လမ်းကြီးပါလားတဘာဝတရားကြီးပါလားအော်ရုပ်ကလည်းဓာကြီးလေးပါတဘာဝတရားကြီးလားကန်စိတ်ဥဟာတခုဖောက်ပြန်ဒါမမြဲတဲ့တရားကြီးပါလားမပိုင်တဲ့တရားကြီးပါလားအဲ့ဒါပဲတော့အဲ့လိုပဲ ခေါင်းလေးငုတ်ရှောင်းရှောင်းနေတဲ့အချိန်မှာပဲတပည့်တော်တပည့်တော်ရှောင်းနေတဲ့ဒီဒီရုပ်တွေဒီလမ်းကိုလည်းကြည့်နေရတဲ့တစ်ချက်ကတပည့်တော်လွတ်ခနေဖြစ်သွားတယ်ဗျာဒီရှောက်တော်လည်းမြင်တယ်ဒီရုပ်ကိုလည်းမြင်တယ်ဒါပေမဲ့ညမှာလင်းကနေလွတ်ခနေဖြစ်သွားဖြစ်တာလည်းရှင်ဗျာခဏလေးပဲဟိုတစ်နှစ်သုံးဆိုအလှဲ့လေးဗျာအဲ့လိုလွတ်သွားတာလုံးဝဒီရှောက်တဲ့လမ်းတွေရောတပည့်တော်ရုံးနေရောလွတ်တော်သွားလွတ်တော်သွားတစ်ချက်ကဘလို့ဖြစ်သွားလဲမသိဘူး ရှင်းရှင်းပြပြောရတယ်ဗျာရှင်းရှင်းပြသွားတော့ဒါပေမဲ့အဲ့နဲ့ဩရှင်းရောရှင်းရှင်းပြသွားတယ်ဆိုတော့အဲ့နဲ့ကားလန်ကူးမဲ့ရှိဆက်လျှောက်လာတော့ကားလန်ကူးတော့စိတ်ပေါပေါပါပါပဲဆက်ပြီးတော့ဘာဖြစ်ပါလဲဆိုဆက်လျှောက်တော့ဈေးရောက်တော့လဲဈေးဝယ်ပါညာနဲ့ပြန်အိမ်ရောက်တော့စဉ်းစားတဲ့ခါကျတော့ဒါဟုတ်သလားမဟုတ်သလားပေါ့ဆိုတပည့်တော်နေတယ်ဗျာနေတော့တပည့်တော်ကတရားကတော့ဖတ်မှန်ထိုင်တယ်ဗျာတိုင်းတနေ့တစ်ချိန်တော့အနည်းဆုံးထိုင်တယ်တရားထိုင်တဲ့အချိန်မှာကျတော့ခုနတွေးလိုက်တာအဲ့လို ဟိုတပည့်တော်စိတ်ထဲမှာထပ်တွေးခြင်းလေဗျာတွေးခြင်းလေထိုင်နေမရတော့ဗျာအခုဒီနေ့ဒီဆိုအငယ်မပြောတယ်အားရမျောနေတာလဲမှာမမျောပါဘူးလို့တပည့်တော်ကစိတ်ထဲမှာထပ်တွေးခြင်းတည်ခြင်းလေဗျာလို့အဲ့ဒါလေးအဲစမ်းပါတယ်ဗျာအဲ့ဒါလေးသုံးခုပေါ့ဗျာအဲ့ခုဒီတော့6ပါတပည့်တော်မြင်နေအဲ့လိုမြင်တဲ့အခါကျတော့တပည့်တော်ဘာလို့ဆိုတော့တဘာဝတရားကြီးဟာတဘာဝအတိုင်းနဲ့ရှိပြီးတော့သူ့ရဲ့သဘောတဘာဝအတိုင်း မပတ်ပယ်လို့များဆွဲလို့များတဲ့အနတ္တကြီးပါသူဆိုတော့အကြောင်းကြောင့်အကျိုးတွေဖြစ်လာပြီးတော့အကြောင်းတိုက်ဆိုင်လို့အကျိုးတရားတွေဖြစ်လာတဲ့အခါကျတော့အကြောင်းမတိုက်ဆိုင်အကျိုးကမဖြစ်ဘူးခင်ဗျာအကြောင်းအကျိုးတိုက်ဆိုင်လို့ဖြစ်လာတဲ့သဘာဝတရားကြီးမှဆွဲနေလို့ရှိလို့ရှိရင်ပုံမိုက်လို့ပေါ့ခင်ဗျာဆွဲလို့လည်းများပယ်လို့လည်းများတဲ့အနတ္တပါခင်ဗျာဓမ္မဖြစ်ပြီးတော့ဓမ္မပြတ်တာအောင်လည်းတကယ်တော့သိပါတယ်ခင်ဗျာဒါပေမဲ့တော့အဲ့လိုသိတာပေါ့ပါခင်ဗျာအဲ့ဒါကိုရှောက်ချင်တာပါခင်ဗျာဟုတ်ပြီတကုတ်မီလာကမ္မထံကုတ်မီလာဘယ်နှမျိုးရှိလဲ ငါးမျိုးလေဗျာဓမ္မကြီးလျှောက်တာဘယ်နှမျိုးလဲငါးမျိုးလေဗျာလေးမျိုးပဲရှိတော့ဟောလေအတူမတူညီတာတပောက်တူညီတာမရှိလေចောင်းជိုးတဘာဝဒီစဟိုဗီဇတဘာဝနောက်ကကျတော့တဘာဝနဲ့ကင်းရပါရှိလေပြီးတော့မတရားတာပါရှိလေအဲ့လားရှုလို့လားမတရားတာကမတရားတာကြောင့်ယောက်ျားရှိရင်မိန်းမရှိမယ်နေရှိရင်ညရှိမယ်လာပြင်းနေရှိရင်လာခွင့်နေရှိမယ် 那不要的，我呢，我，你，我我们的阿海在，还有大大呀那些，做人的西藏嘞，大大呀做这样的三十多包都记得，做我们那阿勇娃的这种大呀啦，还是阿西英娃，嗯嗯，特别是云南个西门。 နောက်တော့ကိုကြိုက်ကိုလုံးတဲ့အတွက်ကြောင့်မတရားတာဘာမှမရှိပါဘူးဗျာကိုကြိုက်တာကိုလုံးကိုကိုလုံးတာကိုရအတွက်ကြောင့်ဘာမှမရှိပါဘူးဗျာတကယ်တော့ကိုရတဲ့ခန္ဓာကြီးကလည်းတန်လျာဆက်ဆက်ကနေပြီးတော့ကိုကြိုက်တာကိုလုံးခဲ့တဲ့အကြောင်းကြောင့်ရရှိလာတဲ့အကျိုးခန္ဓာကြီးပါဗျာဒါကြောင့်မို့တကယ်တော့မတရားတာမရှိပါဘူးဆင်းရဲတာလည်းတရားတာပဲချမ်းသာတာလည်းတရားတာပဲဗျာပညာတော်တာလည်းတရားတာပဲပညာမတော်တာလည်းတရားတာပဲဒါကိုကြိုက်တာကိုလုံးခဲ့တဲ့အကြောင်းကြောင့်တကယ်တော့ရခဲ့တဲ့အကျိုးခန္ဓာကြီးမှာမတရားတာဘာမှမရှိပါဘူးဗျာတရားပါတယ်ဗျာဘာလို့မတရားတာမရှိတာလဲ ။ဘာလို့မတရားတာဘာတခုမရှိတာလဲ။ဟမ်။မြတ်တာဘာလို့လောကီမှာမတရားတာဘာလို့မရှိတာလဲ။လောကီမှာမတရားတာဘာလို့မရှိရလဲလို့။လောကမှာမတရားတာမရှိဘူးဆိုတာအကောင်းဆိုးဒူတွဲပြီးမြတ်တာနေလို့ပါဗျာ။သဘာဝတရားကြီးမှုပါဗျာ။သဘာဝတရားကြီးမှုပါဗျာ။ဟုတ်ပြီအဲ့လိုသိတော့ဘာဖြစ်လဲ။အရင်တော့အတိတွေနဲ့အခုတိတွေနဲ့ဘာတွေပြောင်းလဲလာလဲ။ဘာတွေထူးခြားလာလဲ။ you know အခုလိုဒီတရားအထောက်အကူကြတော့တကယ်တော့လောကဒဏ်တိုက်ပါတယ်ဗျာလောကဒဏ်တိုက်တာမှာတကယ်တော့ရက်ွက်တဲ့နေပြီးတော့တရားအထောက်လဲဆိုတော့လူလည်းတိပါတယ်ဗျာဆိုင်ဆိုတော့လည်းတော်တော်လေးတိပါတယ်ဗျာတိတဲ့အခါကျတော့တိုက်ပါတယ်ဗျာတိုက်လို့ရှိရင်တရားနဲ့တရားတော့အကြတော့လုံးလုံးကြီးတရားတရားရှာရင်လုံးလုံးကြီးလည်းလူကြောက်မို့တရားအရှိရနေပြီးနေလေလို့ရှိလို့ရှိရင်ဒါကတဘာဝတရားကြီးပဲဆိုဘလို့မှမတုံ့လို့ဗျာဒါပေမဲ့တော့တိုက်လေ तू တူအတူတူကတဘာဝတရားကြီးပဲ ကိုကလည်းတဘာဝတရားတဘာဝကြီးဆိုတော့တွတ်သူဖြစ်ပြီးတွတ်သူပြက်နေတာဆိုင်လည်းမဆိုင်ဘူးဗျာဘယ်တော့တိုင်းခါကကြတော့လူကဒီဟိုတချို့ချိန်တွေကြာလို့ရှိရင်တော့ခါကလုံးလုံးရင်းနဲ့တရားရှာမိတယ်ဗျာလုံးလုံးရင်းတရားရှာလို့ရှိရင်လောကရန်တိုက်တယ်ဗျာတိုက်လို့ရှိရင်အဲ့ချိန်မှာတပြေတော့ဖြတ်ခနဲ့တိလိုက်တယ်အာတိုက်ဟာတရားလို့ပါပြီဒါဆိုလို့ရှိရင်တပြေတော့ပြန်တိုက်တယ်ဒီအန်ဒီဟာတဘာဝငါမင်းနဲ့တူနဲ့ငါနဲ့အကြောင်းလည်းမတူဘူးအကျိုးလည်းမတူဘူးအကြောင်းတူတော့အကျိုးမတူဘူးဒီလိုပဲပတ်ဝန်းကျင်လည်းမတူဘူး တူတွေးခေါ်ခြင်းလည်းမတူကြီးပြင်းလာလည်းမတူစားရတော့တာလည်းမတူနေတာထိုင်တာလည်းမတူကြောင်းကျိုးတဘာဝနဲ့တိုက်တယ်ဗျာပြီးရခါကျတော့ဗီဇတဘာဝနဲ့တိုက်တယ်ဗျာသူ့ရဲ့ဗီဇနဲ့ကိုယ့်ရဲ့ဗီဇနဲ့လည်းမတူတွေးတော့ခေါ်တာလည်းမတူသွားတာလာတာလည်းမတူနေတာထိုင်တာလည်းမတူအဲ့တော့ဇတ်ဘာဝနဲ့တိုက်တယ်ဗျာတိုက်တယ်ကမတရားတာပါရှိလေနဲ့တိုက်တယ်ဗျာအဲ့လိုမျိုးတည့်တဲ့ခါကျတော့တကယ်တော့ဘယ်လိုလဲပါရှိလေအဲ့လိုသဘာဝငါမျိုးတရားတစ်ခုပေါ်လာပြီဆိုလို့ရှိရင်တကယ်တော့တိုက်ချလိုက်ရင် တဘာဝ၅မျိုးလုံးပေါ်ပြီဗျအဲအတောင်အဲ့လိုလောကဓာတ်တစ်ခုကောင်းတဲ့လောကဓာတ်နဲ့ဖြစ်ဖြစ်ဆိုးတဲ့လောကဓာတ်နဲ့ဖြစ်ဖြစ်တိုက်တဲ့အခါမှာတဘာဝ၅မျိုးလုံးပေါ်တယ်ဗျတဘာဝ၅မျိုးလုံးပေါ်တဲ့အခါကျတော့ဘလို့ဖြစ်လဲဆိုတော့တကယ်တော့ပြည်တော်လေးကိုစံထည့်ပြီးတော့စရုံးနဲ့တိုက်ချလိုက်ညီချသွားလို့ပဲလုံးဝအဆုံးထွက်ဘူးဗျဒီတဘာဝဒီတရားလုံးဝသုံးကတကယ်တော့ဒီတရားမှာ၃လောက်ကျော်လောက်ကစားပြီးတကယ်တော့ပြောတယ်ဗျတရားအရန်ပြောတာပဲလို့ဆိုအားရအောင်ဆရာတော်ရှောက်တဲ့အချိန်မှာတော့နည်းနည်းမေ့တာ တော့ဒီတရားနဲ့တိုက်လိုက်ရင်တခုခုကြုံပြီးလောကဒဏ်ကောင်းလောကဒဏ်ကြုံတယ်ဆုလောကဒဏ်ကြုံတယ်တဘာဘာငါမျိုးနဲ့တိုက်ထလိုက်လို့ရှိရှင်းထွားပါတယ်တိထွားပါဒီတရားနဲ့ဆိုတော့လူကဒေါ်ပါလဲမရှိဘူးဒေါ်တာမရှိဘူးအလုံးလုံးတယ်ဆိုတာစမ်းပါဘူးကိုစမ်းပါဘူးစိတ်ချမ်းသာဖို့ပဲရှိတော့တယ်ဗျာဒီသူ့ရဲ့တဘာဝပဲရှိတော့တယ်တဘာဝအတိုင်းလေးပဲတဘာဝအလုံးလေးပဲတဘာဝအတိလေးနဲ့ပဲအဲ့လိုမျိုးလေးပဲရှိပါတော့တယ်ဗျာအဲတဘာဝတရားကိုလေးကဥမ္မောင်ကြည့်တာပြောတော့တဘာဝရောက်ရင်မလျှောက်ကြတော့ဆိုတပည့်တော်က ကိုဟိုပြမ3လောက်လောက်ကတော့တပည့်တော်ပြမ3လောက်လောက်ကအဲပတိလာဝချင်းစီပေါက်တော့နော်ရှောက်ချင်းနေဗျာရှောက်ဖို့ကြတော့လူတွေကလည်းများတာနဲ့စကမ်းမှလည်းဟိုငွေတွေဥစားပေးရပါ냐ဆိုတော့တပည့်တော်မရှောက်မရှောက်မရှောက်နဲ့ဒါမဲ့မရှောက်တော့မရှောက်တော့ဒီတရားကိုအားထုတ်လို့ကောင်းပါလေဗျာဒါမဲ့ဒီရက်ကျတော့တရားအားထုတ်တော့ခုနတပည့်တော်ဟိုခုနလမ်းရှောက်ရင်တွေ့တာလေးကိုလည်းသိကျင်နေဗျာအဲ့ဒါလေးကလည်းဟိုတပည့်တော်ကအဲ့လိုလမ်းရှောက်ရင်ဘာရင်ရတော့ပြုံးကနေမှမထင်ဘူးဗျာနောက်ပြီးတော့ တပည့်တော်ထိုင်တပည့်တော်အမြဲတမ်းထိုင်တာတပည့်တော်တပည့်တော်ထိုင်တာဟိုရှင်ဘုရားစုနေတဲ့အမှာထိုင်တာအားကိုယ်တယ်ထိုင်တဲ့အချိန်မှာဒီညံမင်းရပဲနဲ့ဒီလမ်းရှောင်းနေတဲ့အချိန်မှာရဟိုဒီညံကိုတွေးလိုက်တဲ့အခါမှာတော်တော်လေးဟိုစိတ်ထဲမှာဟိုဆရာတော်ကိုရှောက်ချင်တဲ့စိတ်ရဖြစ်လာပါတယ်ခင်ဗျအဲ့ဒါလည်းပါတယ်နောက်ဒီဒီလိုမျိုးလေးအဲ့နောက်ပိုင်းအစားတပည့်တော်အခုနောက်တဘာဝကပို့ပြီးတော့ကောင်းလာပြီးတော့တဘာဝဖြစ်လာတဲ့လောကနဲ့အကုန်လုံးတဘာဝနဲ့တိုက်ပါတယ်ခင်ဗျအဲ့ဒီတဘာဝ၅မျိုးနဲ့တိုက်လိုက်ရင် လုံးဝအေးချမ်းပြီးတော့လူကရှိလဲမပူမရှိလဲမပူပြအေးအေးချမ်းချမ်းနဲ့သူ့တဘာဝအတိုင်းပဲအနတ္တဆိုဓမ္မသာရှိပြီးဓမ္မသာပြည့်နေတယ်ဆိုတာကိုတကယ်ကိုလက်တွေ့ကိုသိသွားပါတယ်ဖေ။ဘုံတဲ့သူတွေပုံမှာလည်းတကယ်တော့တဘာဝတရားပါပဲဖေ။ချစ်တဲ့သူတွေပုံမှာလည်းတဘာဝတရားပါပဲဖေ။ဘာမှလည်းမပိုင်တဲ့တရားကြီးလို့တကယ်တော့တကယ်ကိုသိသွားပါတယ်ဖေ။ဟုတ်ပါပြီ။အဲ့တော့ပြီးတော့အရင်တော့ကဓမ္မရတရားတွေကျင့်ခဲ့ဘူးတဲ့အတွေ့အကြုံတွေရှိလား။ဥစဉ်နဲ့မတွေ့ခင်တော့က ိပါရှိပါတယ်ဗျာတပည့်တော်တို့ကအများကြီးအားထုတ်ပူပါတယ်ဗျာတပည့်တော်ဟိုနိုင်ရှင်တွေလည်းထိုင်မှုပဲအဲအဲ့လိုမျိုးတော့အဲကြောင့်တပည့်တော်တငယ်ချင်းတွေကသူတို့ကတရားတွေကောင်းလဲဆိုခေါ်ရင်တပည့်တော်လိုက်တာဗျာအခုတပည့်တော်အရိယာမန္တန်မှာကောင်းတဲ့တငယ်ချင်းဆိုတော့အခုရှင်ဗျာအခုစကန်းနေလဲဝင်နေပါတယ်အခုအဲ့မှာသူတို့လည်းနိုင်ရှင်တွေပါလေဆွဲပြီးအဲ့လိုမျိုးပဲထိုင်တဲ့အခါကျတပည့်တော်ကအထိုင်ကိုအားကိုးတဲ့အခါကျတော့ဒီတပည့်ဒီလိုတွိုင်းလာရင်ကိုတွိုင်းလာရင်ဆိုတော့တပည့်တော်ကချင်းကခုနညီမလေးကိုပြောပြတယ် ဲလိုခုနလိုအဲသွားရင်လာရင်တွေးလိုက်တာလို့ခဏလေးဖြတ်ခနဲဆိုတော့လို့စိတ်ထဲမှာလို့မဝဘူးလို့ဘလိုပို့ပြီးတော့ဟိုကြကြလေးအဲ့လိုပြန်ထိုင်တော့မရအောင်ဆိုညီမလေးကဘာတွေမျောနာဆိုတပတ်တော့အထိုင်အားကိုရခါကျတော့ထိုင်တဲ့အချိန်မှာပဲဟိုထိုင်တဲ့အချိန်မှာလောဘနဲ့ထိုင်ပြီးလို့ဖြစ်ပါလိမ့်မယ်ဗျာဟိုအချိန်ကတော့စိတ်ကိုလျှော့ပြီးတော့အော်နေလေတဘာဝညလေတဘာဝတောင်းနေလေတဘာဝလမ်းရလေတဘာဝတိပိညာလေတဘာဝမမြဲတဲ့နေစာယုတ်ကလေး9000နန်းကလေးတသိမ့်ပြည့်နေတဲ့တဘာဝဆွဲလို့မရပယ်လို့မရတဘာဝ ဒါပေမဲ့အဲ့ဒါကြည့်ပြီးအဲ့လိုညံလေးကလည်းအဲ့လိုသွားရုပ်ကလေးကလည်းသွားနေညံလေးကလည်းသွားနေအဲ့ခြေလေးမှာဖျက်ကနေဖြစ်သွားတဲ့ခါကျတော့ဘောကဟိုဆေးမှာဆရာတော့အရင်ရှောက်ချင်းနဲ့စိတ်ဖြစ်လာတယ်ဒါနဲ့အာရှောက်တာပါဗျာနေတာလဲတပည့်တော်မှာလောကလောကမှာရှင်ပြားဟောတဲ့တရားတွေလို့ပဲတပည့်တော်ကလောကနေနည်းလဲတည်သွားတယ်လို့လောကတည်နည်းကိုလည်းတည်သွားပါပြီဗျာလောကမှာနေနည်းတည်သွားတယ်လို့ကြာတပည့်တော်ချမ်းသာပါတယ်ဗျာလောကတည်နည်းတည်သွားတယ်ဆိုတာကလေတဘာဝကမွေးတာတဲ့လူကတဘာဝမှာပဲတည်မှာပါပဲဗျာ ုတ်ပြီအဲ့တော့အဲ့ဒီတိနဲ့သိရင်အပေမကြနိုင်ဘူးလားမကြနိုင်တော့ပါဘူးခင်ဗျာတပည့်တော်ရေးရေးအာမခံပါလေခင်ဗျာဟုတ်ပြီအဲ့တော့ခုသိမယ်ဆိုရင်ဘလို့စိတ်နဲ့သိပြီးတော့ဘလို့လွတ်မြောက်အောင်သိမလဲအပေမကြအောင်သိကြည့်ပါအောင်သိမတက်ဖောက်ပြန်တဲ့ဝေဒနာတော့နဲ့သိရင်ဘရမယထိုင်လဲမထိုင်တော့ဘူးဦးသိန်းတရားစခန်းမှာကြာကြီးလဲမထိုင်ရဘူးကဲသိမတက်ဖောက်ပြန်တဲ့ဝေဒနာနဲ့ကြုံဘယ်စိတ်နဲ့သိပြီးတော့ဘလို့သိမှာလဲဘယ်အသည့်နဲ့သိမှာလဲသိကြည့်ပါအောင်အမှန်ပါဗျဖောက်ပြန်တဲ့ဝေဒနာတွေတက်လာဖောက်ပြန်တဲ့ဝေဒနာကလည်းသဘာဝပဲဖေဗျ တရားရလေဒီတရားရရလေရုပ်ဝါလေတကယ်ဘာတော့နာမတိတဲ့ညာလေးကကလေးသသိပြဲတော့ပယ်မရဆွဲမရတဲ့တဘာဝတဘာဝကမွေးလေလို့တဘာဝတည်သွားတာပါဗျာအဲ့လိုနင်းနေပြီတဘာဝတဘာဝတရားဆိုတော့တဘာဝတရားကြီးကချုပ်ငင်းသွားတာပါလေဟိုမပိုင်တဲ့အနတ္တတရားပါပဲဆိုပြီးဒီဘက်တော့တည်မှာပါဗျာဒီဘက်တော့ရောက်ခဲ့တဲ့ညာလေးကိုပဲအာရုံပြည့်ပြီးတည်မှာပါဗျာအဲ့တိနဲ့တည်မကြနိုင်ဘူးလားမကြပါဘူးဗျာ ဒါသူကိုတည်ရင်ဘယ်သွားမလဲဆိုတော့ကိုယ့်ကိုသိပြီလားအာမခံပြီလားအာမခံပါပြီဗျာကိုယ်တည်ရင်ဘယ်သွားမလဲဆိုတော့ကိုယ့်ကိုသိပြီလားသိပါပြီဗျာဟုတ်ပြီဒါသူတည်ရဲပြီလားတည်ရဲသွားပါပြီဗျာတည်ဖို့ရောအဆင်သင့်ဖြစ်နေလားဖြစ်နေပါတယ်အချိန်တိုင်းကိုတရားအချိန်တိုင်းကိုတပည့်တော်အာယုံထားပါတယ်ခင်ဗျာတပည့်တော်ရွေးဆိုတာလဲငယ်လဲငယ်တဲ့ခါကျတပည့်တော်ကအချိန်မီလေးကိုဒီဒီစိတ်ကိုဒီတဘာဝစိတ်ကိုအမြဲတမ်းအာယုံထဲမှာထားပါတယ်ခင်ဗျာဟုတ်ပါပြီเนาะဓမ္မအဲ့တော့ဥစဉ်ကမ္မထံ ထပ်ပြီးတော့လိုရင်ပြောင်းပေးမယ်နော်အားလုံးတာတုခုအောင်အာဒီတာဒီတာ